ချောင်းမမှန်ကန်တဲ့နိုင်ငံရေးသမားတူဖြစ်သူရာဂဝါဟာတိုင်းပြည်အကျိုးပြုနိုင်ဖို့အတွက်ပဲစ조사လှုပ်ဆောင်နေရင်တားဖြစ်သူဘာရက်ကိုတောင်အချိန်မပေးနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာနနာဂျီလိုအမည်ရတဲ့တငယ်ချင်းတူကလည်းသူတို့အတူစူပေါင်းပြီးပါတီတစ်ခုထူထောင်ဖို့လာရောက်ကမ်းလှမ်းခဲ့ပါတယ်မိသားစုကိုအချိန်မပေးနိုင်တဲ့ရာဂဝါဟာဒီကိစ္စအတွက်အတော်လေးစဉ်းစားနေရပြီးဇနီးဖြစ်သူကိုတိုင်ပင်ကြည့်တဲ့အခါမှာတော့တိုင်းပြည်ကိုချစ်တက်လွန်းတဲ့သူ့အကြောင်းသိနေတဲ့ဇနီးတွေကပါတီထောင်ဖို့ကိုကြီးပြူစွာပဲခွင့်ပြုပေးခဲ့ပါတယ် ဒါလီဘာရက်ကိုတော့သူမကိုယ်တိုင်ပဲအဖေကောအမေဖြစ်နေပါနှစ်ယောက်စာစုပြုံဂယူဆိုင်မှုတွေပေးခဲ့ပါတယ်။ဒါလီရဲ့ဘဝမှာဖခင်မြတ်တာကိုငတ်မွန်နေပြီးစိတ်ဒဏ်ရာမဖြစ်စေဖို့အထူးကြိုးစားခဲ့ပါတယ်။ပြီးတော့သူမရဲ့ဒါလီကိုဂရီတရားနဲ့ပတ်သက်ပြီးတည်မြဲသူဖြစ်စေဖို့မကြာခဏဆုံးမတတ်သူလည်းဖြစ်ပါတယ်။တနေ့မှမမျှော်လင့်ပဲဘာရက်ရဲ့မိခင်ဟာတေဆုံသွားခဲ့ရပြီးရာဂဝါလည်းသူ့ဒါလီကိုကိုယ်တိုင်စောင့်ရှောက်နိုင်ဖို့ပါတီကိုဖျက်သိမ်းဖို့စဉ်းစားခဲ့ပေမဲ့ နာနာဂျီကပါတီပေါ်မျှော်လင့်ချက်တွေထားနေတဲ့ပြည်သူတွေရဲ့မျက်နှာကိုကြည့်ရမယ်လို့ဆိုလာပြန်တဲ့အခါမှာအခက်တွေ့ရပြန်ပါလေ။နောက်ဆုံးမှာရာဂဝါဟာသားလေးကို ကြီးစုစောင့်ရှောက်ပေးသူရှိစေဖို့နောက်အိမ်တောင်ထပ်ပြုလိုက်ပါလေ။ဒါပေမဲ့လည်းထင်းလို့ဖြစ်မလာခဲ့ပါဘူး။ဘာရက်ရဲ့မိရေးဟာဘာရက်ပေါ်ကြီးစုစောင့်ရှောက်ခြင်းမရှိတဲ့အပြင်ဘာရက်ကိုယ်တိုင်မိရေးနဲ့ရင်းနှီးလာအောင်ကြိုးစားခဲ့သည့်တိုင်သူ့ပေါ်စိတ်ဝင်စားမှုတောင်မရှိခဲ့ပါဘူး။နောက်ပိုင်းမိရေးဟာသားငယ်လေးတယောက်မွေးဖွားလာတဲ့အချိန်ရောက်လာတဲ့အခါမှာတော့ ဘာရက်ကိုရှိတယ်လို့တော့မထင်တော့တာကြောင့်ဘာရက်ဟာအချိန်တော်တော်များများကိုတငငယ်ချင်းဖြစ်သူစူပါရဲ့အိမ်မှာပဲကုံဆုံးလေးရှိပါတယ်။တရက်မှာတော့အဲ့ဒီတငငယ်ချင်းမိသားစုလည်းလန်ဒန်မြို့ကိုတွားရောက်နေထိုင်ဖို့အကြောင်းဖန်လာခဲ့ပြီးသူတို့ဟာကြံနေမဲ့ဘာရက်ကိုလည်းတနာကြတာမို့ခေါ်သွားကြဖို့ဆုံးဖြတ်လိုက်ပါတယ်။ဘာရက်ရဲ့ဖခင်ရာဂဝါကိုတွားရောက်ခွင်တောင်းတဲ့အခါမှာတော့ရာဂဝါကသဘောမတူခြင်းပေမဲ့သူ့ရဲ့နောက်အိမ်တော်နဲ့အမျိုးတွေကတော့ဘာရက်ကိုထယ်ပေးလိုက်ကြဖို့ဝိုင်းဝန်းတိုက်တွန်းခဲ့ကြတာကြောင့်ဘာရက်လည်း လန်ဒန်ကိုရောက်သွားခဲ့ရပါတော့တယ်။နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ရာဂဝါဟာဝင်ကြီးချုပ်ဖြစ်လာခဲ့ပြီးနာနာဂျီကတော့ပါတီဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။တစ်ဖက်မှာဘာရက်ဟာလည်းထက်မြက်ပြီးတက်ကြွတဲ့လူငယ်တူဖြစ်ပြီးတော့သူဟာဒီဂရီဘွဲ့၅ခုတောင်ရယူနိုင်ခဲ့ကလန်ဒန်မှာပဲအခြေစိုက်ပြီးစီးပွားရေးလုပ်ငန်းတွေလုပ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ဒါမှမဟုတ်မကြာမီမှာပဲဖခင်ဖြစ်သူစုံပါသွားကြောင်းတင်ပြရပြီးတော့နာရီအတွက်အချိန်မီပြန်ဖို့စီစဉ်ရပါတော့တယ်။ ဘာရက်ပြန်ရောက်သွားတဲ့အချိန်မှာနာယိခန္ဓာကပြီးဆုံးသွားခဲ့ပါပြီ။ဝင်းကြီးချုပ်တူရဲ့နာယိကိုအကြောင်းပြုပြီးစူပူအောင်ကြွမှုတွေဖြစ်ပေါ်နိုင်တာကြောင့်အ мян စီစဉ်လိုက်ရတာဖြစ်ကြောင်းနာနာကြီးကဘာရက်ကိုရှင်းပြခဲ့ပါတယ်။ဘာရက်ဟာဖေးဒူညီဖြစ်သူစစ်တပ်ကိုလည်းတွားရောက်နှုတ်ဆက်စကားပြောခဲ့ပါတယ်။အဲဒီခါမှာသူသိလိုက်ရတာကသူ့ရဲ့ညီဖြစ်သူဟာစိတ်ဒဏ်ရာတစ်ခုကြောင့်စကားမပြောနိုင်တဲ့ဘဝကိုရောက်နေတယ်ဆိုတာပါ။အဲဒီချိန်မှာဝင်းကြီးချုပ်အသိရွေးချယ်ပွင့်နဲ့ပတ်သက်တဲ့သတင်းတွေလည်း ီဒီယာတွေမှာအရေးပေးဖော်ပြနေကြတဲ့အချိန်လည်းဖြစ်ပါတယ်။တချို့ကလည်းပါတီဥက္ကဋ္ဌဖြစ်သူနနာကြီးကဝင်ကြီးချုပ်နေရာကိုစိတ်မဝင်စားတဲ့အတွက်ရာဂဝါရဲ့မိန်းမကပဲဝင်ကြီးချုပ်အစ်စ်ဖြစ်လာမလားဆိုပြီးတော့ပြောဆိုနေကြပါတယ်။ဘာရဟာမျိုးရင်းမှာကားပတ်မောင်းကြည့်တဲ့အခါသူတို့အိန္ဒိယနိုင်ငံသားတွေဟာရင်စီကန်လန်စီကန်မလိုက်နာကြပဲဥပဒေကိုအလေးမထားသွားကျင်တယ်လို့သွားနေကြတာမြင်လိုက်ရပါတယ်။လူသွားလမ်းပေါ်ဆိုင်ကယ်ဖြတ်မောင်းကြတယ်။မီးပွိုင်းကိုလည်းဘယ်သူမှဂယူးမဆိုင်ကြပဲ။ ကားလမ်းမပေါ်မှာကားဟွန်းတံတွေသာစုညံပွက်လို့ရိုက်နေတာကိုစိတ်ပြက်ဖွဲရမြင်တွေ့လိုက်ရပါတယ်။သူကြီးပြင်းလာတဲ့လန်ဒန်မြို့နဲ့အလွန်ကိုကြွာချားနေတဲ့အခြေအနေပါ။ရာဂဝါရဲ့နိုင်ရေးအပြီးမှာလွတ်တော်ကိုစလဲရီဟာနာနာဂျီကိုကတ်ပြီးသူတို့ကို ဝင်ကြီးချုပ်ခန့်ဖို့ကမ်းလှမ်းလာကြပါတယ်။ဒါပေမဲ့နာနာဂျီကအားလုံးကိုညှင်းပယ်လိုက်ပြီးဘာရတ်ကိုဝင်ကြီးချုပ်အဖြစ်တင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ပါတီတွင်းကကိုစလဲရီဟာသဘောထားကွဲလွဲမှုတွေများတာကြောင့် ဆုံးပါသွားခဲ့ပြီဖြစ်တဲ့ရာဂွာရဲ့အိမ်မက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ဘာရတ်ဟာအသင့်တော်ဆုံးလို့နာနာဂျီကဆိုပါတယ်ဘာရတ်ကတော့နိုင်ငံရေးအတွေ့အကြုံတစ်ခုမှမရှိတာကြောင့်ပြည်သူ့ပေါ်တာဝန်မကျေမှာစိုးရိမ်ကြောင်းပြောခဲ့ပေမဲ့နာနာဂျီကဘာရတ်ကိုအားပေးပြီးနားချနိုင်ခဲ့ပါတယ်မကြာခင်မှာပဲဝင်ကြီးချုပ်အသစ်တာဝန်ပေးအပ်ပွဲကျင်းပခဲ့ပြီးဘာရတ်လိုလူငယ်တစ်ယောက်ကဝင်ကြီးချုပ်ဖြစ်တာဝန်ယူမဲ့အပေါ်အားလုံးမကြေမချမ်းတွေဖြစ်နေခဲ့ကြပါတယ် တရင်ဌာနတွေကလည်းလူစိတ်ဝင်စားတဲ့အဲ့ဒီသတင်းကိုပဲအမျိုးမျိုးရေးပြီးဝင်ကြီးချုပ်လက်သက်ဘာရက်ကိုဝိုင်းဝန်းတိုက်ခိုက် နေခဲ့ကြပါတယ်။နောက်တရက်ကစပြီးသူဟာဝင်ကြီးချုပ်တာဝန်တွေကိုဝင်ရောက်ထမ်းဆောင်ရပါတော့တယ်။ဖားကင်လက်တက်ကလေးကရှိနေခဲ့တဲ့စိတ်ချရတဲ့တပည့်တွေအားလုံးရဲ့စောင့်ရှောက်မှုတွေနဲ့သူ့ရဲ့ကားရန်ကြီးလမ်းမပေါ်ထွက်လာတဲ့အခါအခြားသူများကိုလမ်းပိတ်ပြီးဝင်ကြီးချုပ်သွားဖို့လမ်းကိုရှင်းထားပေးတဲ့အခါမှာတော့သူ့ကြောင့်ပြည်သူတွေလမ်းပိတ်ခံရတာကိုတွေ့ပြီးမကြေမချမ်းဖြစ်မိပေမဲ့ ဝင်ကြီးချုပ်တယောက်ရဲ့အခြေအနေကအယံတန်ဖိုးကြီးတာကြောင့်လမ်းမှာအကုန်မခံသင့်ဘူးလမ်းပေါ်ကုန်မဲ့အခြေအနေကိုပြည်သူကိုအလုတ်ကျွေးပြုတဲ့နေရာမှာကုန်စီတာပိုတင့်တော်တယ်ဆိုတဲ့စကားနဲ့ပဲသူနှစ်သိမ့်လိုက်ရပါတယ်ဘာရက်ဟာသူ့ရဲ့ပထမဆုံးခြေလှမ်းအနေနဲ့သူမြင်တွေ့ခဲ့ရတဲ့လမ်းမထက်ကလမ်းစည်းကမ်းရင်စည်းကမ်းချိုးဖောက်မှု ကိစ္စတွေကို အရင်ဆုံးကင်တွယ်ဖို့ဆုံးဖြတ်လိုက်ပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေကို စင့်ခေါ်စီလိုက်ပါတယ်စစ်စေးမင်းမြန်ကြီးတဲ့အခါမှာတော့တာဝန်ရှိသူတွေဟာလည်းအဲ့ဒီကိစ္စတွေကိုသိရှိနေကြတာဖြစ်ပြီးတော့ လူဦးရေများပြားတဲ့နိုင်ငံဖြစ်တာကြောင့်သူတို့ထိရောက်အောင်ကင်တွယ်မှုမပြုနိုင်တာပါလို့ဆိုကြပါတယ်။ဗာရက်စီကန်ဖောက်သူတွေကိုစောင့်စီတဲ့ဒဏ်ငွေကိုမေးတဲ့အခါမှာတော့အလွန်နှဲပါနေတာကိုသတိပြုလိုက်မိပါတယ်။အရင်နောက်တော့ဒဏ်ငွေတွေအားလုံးကိုအစာပေါင်းများစွာတိုးပြီးပြင်ဆင်တတ်မှတ်ပေးလိုက်ပါတယ်။အဲဒီခါမှာပြည်သူတော်တော်များများဟာကြီးမြင့်တဲ့ဒဏ်ငွေကိုစောင့်လိုက်ကြပြီးဝင်းကြီးချုပ်အသစ်ပေါ်ကိုမကြေမနက်ဖြစ်ကြပြန်ပါတယ်။ ်အဲ့တရင်ဌာနကလည်းအဲ့ဒီတရင်ကိုအကျဲချဲ့ပြီးဆင်းရဲတဲ့ပြည်သူတွေပေါ်ကိုချင်းစာတရားမရှိဘဲနှိပ်စက်ကြောင်းထုတ်လွှင့်ပြီးတော့ဝင်းကြီးချုပ်ကိုတိုက်ခိုက်ကြပြန်ပါလေအဲ့ဒီခါမှနနာကြီးရောက်လာခဲ့ပြီးသူ့ကိုအတိမပေးဘဲအခုလိုဒန်ငွေတွေအစာပေါင်းများစွာတိုးမြင့်လိုက်တဲ့အပေါ်အပြစ်တင်ပြောဆိုနေခဲ့ပေမဲ့ဘာရက်ကဒီကိစ္စကိုသူတေချာစဉ်းစားပြီးမှလုပ်ခဲ့တာဖြစ်ပြီးအကျိုးဆက်အားလုံးကိုလည်းတအူးတဲ့ခံယူမယ်လို့ပြန်ပြောခဲ့ပါတယ် နေစဉ်ယုံတက်နေတဲ့လမ်းကြောင်းမှာကောင်မလေးတယောက်ကိုမြင်တွေ့မိပြီးဘာရက်စိတ်ဝင်စားမိသွားပါတယ်။သူမရဲ့အလှနဲ့ရိုးသားဖြူစင်တဲ့အပြုံးတွေကို မြင်တွေ့ရတိုင်းဘာရက်တယောက်မျက်လုံးကိုအဲ့ဒီနေရာကမခွာနိုင်အောင်ဖြစ်နေခဲ့ရပါတယ်။သူမရဲ့နာမည်ကတော့ဗာဆူလို့အမည်ရပါတယ်။ဒီနေ့မှာတော့သူမတို့တငယ်ချင်းတစ်တိုက်ဟာရောက်တဲ့ရာရာပြောဆိုနေရင်ငယ်ရွယ်ပြီးနုပြူချောမောတဲ့ဝင်ကြီးချုပ်အစ်စ်အကြောင်းကိုစကားဆက်မိသွားပါတယ်။ဖာဆူရဲ့တငယ်ချင်းတွေကဝင်ကြီးချုပ်ကိုသူတို့ရဲ့ကောင်းလေးအဖြစ်စိတ်ကူးယဉ်ကြပေမဲ့ ်ဗာစုကတော့စိတ်မဝင်စားဘူးလို့ဆိုပါတယ်အဲ့ဒီချိန်မှာပဲဖုန်းဝင်လာပြီးဗာစုရဲ့တငယ်ချင်းတယောက်ဖုန်းကိုင်တဲ့အခါမှာတော့တဖက်ကသူဟာဝင်ကြီးချုပ်ဖြစ်တယ်လို့ပြောလာတာကြောင့်တငယ်ချင်းတယောက်ကစနောက်နေတယ်ထင်ပြီးဒေါသတကြီးနဲ့ဖုန်းကိုချပစ်ခဲ့ပါတယ်မကြာခင်မှာဖုန်းပြန်ခေါ်လာပြီးအမှန်တကယ်တော့ထိုသူဟာဝင်ကြီးချုပ်ဘာရက်ကိုတိုင်ပဲဖြစ်ပြီးတော့ဗာစုကိုစိတ်ဝင်စားလို့ဖုန်းခေါ်နေတာပဲဖြစ်ပါတယ်သူဘလို့ပြောပြောတဖက်ကတော့ဝင်းကြီးချုပ်လူလူကသူတို့လူလူကိုဖုန်းဆက်လာဖို့ဆိုတာမဖြစ်နိုင်ဘူးလို့မှတ်ထားတာကြောင့် ဘာရက်ကိုသူတို့ကိုစားနှောက်နေတဲ့တငယ်ချင်းတယောက်လိုပဲထင်ခဲ့ကြပါတယ်။နောက်ဆုံးမှာဘာရက်ကအတွင်းဝင်များယုံကတဆင့်ဆက်သွယ်ကြည့်ဖို့ပြောပြီးသူစောင့်နေမယ်လို့ဆိုလိုက်ပါတယ်။မယုံတဝက်ယုံတဝက်နဲ့ဘာဆိုတို့တငယ်ချင်းများဟာအတွင်းဝင်များယုံကိုဆက်သွယ်ကြည့်လိုက်တဲ့အခါမှာတော့ဘာရက်အမှန်တွေပြောနေတာကိုသိလိုက်ကြပြီးအားလုံးအလွန်တရာပဲအန်အော်တကြီးဖြစ်သွားခဲ့ကြပါတယ်။ဘာရက်ကသူမကိုအရန်လှကြောင်းနဲ့ကော်ဖီတူတောက်ဖို့ချက်ချင်းချင်းဆိုလိုက်ပါတယ်။ ။နောက်တစ်ရက်မှာဗာစုဟာတငယ်ချင်းတွေအားလုံးကိုပါခေါ်သွားပြီးဗာရက်နဲ့တွားရောက်တွေ့ဆုံခဲ့ပါလေ။သူမတို့အားလုံးရင်ခုန်စိတ်လှုပ်ရှားနေခဲ့ကြတာပါ။ဗာစုကဗာရက်ချမှတ်ထားတဲ့ရင်စည်းကမ်းဖောက်ဖျက်ခြင်းဒဏ်ငွေကိုမြင့်တင်လိုက်ခြင်းဟာအကျိုးရှိတဲ့လုပ်ရက်တစ်ခုဖြစ်ခဲ့ကြောင်းထောက်ခံပြောဆိုပြီးလမ်းမဆက်သွေးနဲ့တည်ယူပို့ဆောင်ရင်ကဏ္ဍတွေကိုထပ်မံပြင်ဆင်တင်ကြောင်းအကြံပေးခဲ့ပါတယ်။ဘာရက်ကဒီကိစ္စတွေကိုသူစူးစမ်းဆောင်ရွက်ပေးပါမယ်လို့ဆိုခဲ့ပြီးအမှန်တော့ဒီကိစ္စအတွက်သူကင်တွယ်ခဲ့ပြီးဖြစ်ပါတယ်။ နောက်တရလွတ်တော်အစည်းအဝေးမှာအတိုက်ခံပါတီကဘာရက်ဟာဝင်ကြီးချုပ်တူရဲ့အရေးချင်းမရှိကြောင်းနဲ့မကြသေးမီကထုတ်လိုက်တဲ့ရင်စည်းကမ်းချိုးဖောက်မှုဒဏ်ငွေမြင့်တင်လိုက်ခြင်းဟာလေပြည်သူတွေကိုတမင်နှိပ်စက်ရတာရောက်တဲ့အကြောင်းထပြောပါရယ်ဒီခါမှာအစိုးရပါတီဘက်ကအမတ်တူကထပြီးထိုးသူကိုပြန်လဲခြေပပြောဆိုခဲ့ပေမဲ့သူ့ရဲ့ပြောဆိုချက်တွေဟာပုံကိုယ်တိုက်ခိုက်မှုတွေသာဖြစ်နေပြီးမကြခင်မှာပဲလွတ်တော်တွေကပါတီနံပါတ်စလုံးကလူတွေဟာနိုင်ငံရေးအကြောင်းတစ်ခုမှမပါတဲ့ဇကားနဲ့အကြောင်းတွေကိုရန်ဖြစ်ပြီးစူညံနေကြပါတော့တယ် လွတ်တော်နိုင်ငံကြီးကအားလုံးတိတ်ဆိတ်အောင်အချိန်တော်ကြာဝင်ထိန်းလိုက်ရပြီးအတိုက်ခံပါတီကိုစကားဆုံးအောင်ဆက်လက်ပြောဆိုစီပါတယ်။အဲ့ဒီပြည်သူတူကမနဲ့ယုံကြည်အမိရောက်စီဖို့လူသွားလမ်းပေါ်ကနေဆိုင်ကယ်မောင်းမိတာကိုဒဏ်ငွေတက်လိုက်မယ်ဆိုရင် လာစားနေတဲ့ပြည်သူတွေကိုတမင်နှိပ်ဆက်ရတာရောက်ပါလိမ့်မယ်လို့ဆိုပါတယ်။ဘာရက်ကစကားပြီးဆုံးအောင်နားထောင်ပြီးနောက်မှာတော့ပြည်သူတွေအနေနဲ့ဒဏ်ငွေတပြားမှမဆောင်ဘဲနေနိုင်ကြောင်းဒီလိုမဆောင်ရဖို့လန်စီကန်လိုက်နာယုံတာဖြစ်ပြီးလန်စီကန်ဖောက်ဖျက်မှုကြောင့်ရင်တိုက်မှုဖြစ်ခဲ့ပါက ငွေကြေးကုန်ကြမှုဟာဒဏ်ငွေထက်ကိုအစာပေါင်းများစွာကျတဲ့နိုင်တယ်လို့ပြန်လည်ဖြေရှင်းပါတယ်။ပြီးတော့အားလုံးဒီလွတ်တော်တွေရောက်နေရတဲ့အကြောင်းရင်းဟာလည်းပြည်သူတွေကိုမှန်ကန်တဲ့အရာတွေကိုပြုလုပ်စေဖို့တာဝန်နဲ့ဖြစ်ပြီးအမားတွေကိုပြုလုပ်စေဖို့မဲပေးရွေးချယ်ခဲ့တာမဟုတ်ကြောင်းဒီလိုစည်းကမ်းတွေတင်းကျပ်ပြီးဒဏ်ငွေတွေမြင့်တင်ခြင်းဟာပြည်သူကိုနှိပ်စက်လိုတာကြောင့်မဟုတ်ပဲဥပဒေကိုအလေးထားစေဖို့အတွက်သာဖြစ်ကြောင်းစားတဲ့အရာတွေအားလုံးကိုတစ်ချက်ချင်းကြက်ကြက်လက်ကြပြန်လည်ဖြေရှင်းတဲ့အခါမှာ အတိုက်ခံဘက်ကလည်းဘာမှပြန်မပြောနိုင်ပဲငြိမ်သွားခဲ့ပါတယ်။အတိုက်ခံပါတီဥက္ကရာကြီးလည်းလွတ်တော်အလဲမှာလူငယ်လေးတဦးရဲ့မိန်ကုန်းတွေကိုအောင်တက်တက်နဲ့ခံလိုက်ရတယ်လို့ခံစားသွားခဲ့ရပါတယ်။ဘာရက်ဟာသူ့အဖေရဲ့သွေးတွေပြန်လဲနိုးကြွလာတယ်လို့သူကိုယ်တိုင်နေမြေဒေတာများကိုကွင်းစင်းလေ့လာပါတယ်။ရုံတက်ချိန်နောက်ကျခြင်းကိစ္စအခြေသွေးမပြည့်မီတဲ့အစိုးရပိုင်းစောက်လို့ရေလုပ်ငန်းခွင်များကိစ္စစတာတွေကိုထဲထဲဝင်ဝင်ကင်တွယ်ဖြည့်ရှင်းပါတော့တယ်။ သူကအစိုးရပိုင်းဆောက်လုပ်ရေးလုပ်ငန်းတွေအားလုံးကိုပြည်သူတွေကိုယ်တိုင်အချိန်မရွေးကြည့်ရှုစစ်ဆေးနိုင်အောင်ပွင့်လင်းမြင်သာစွာချပြဖို့စီစဉ်ပါတယ်။သူဟာရုံးဝန်ထမ်းတွေနဲ့ရဲအယားရှိတွေကိုပါတင့်တော်တယ်လို့ပြောင်းရွှေ့ခြင်းတွေလှုပ်ဆောင်ပါတယ်။တနေ့မှာတော့အတိုက်ခံပါတီခေါင်းဆောင်ရဲ့တားဖြစ်သူဟာအာဂတိလိုက်စားမှုများစွာနဲ့တရားစွဲဆိုခံရတဲ့အမှုဟာမီဒီယာတွေမှာပြန့်နှံ့လာခဲ့ပြန်ပါတယ်။ဘာရဟာစိတ်ချရတဲ့ရဲမှုတူးကိုတာဝန်ပေးပြီးအဲ့ဒီကိစ္စကိုအမှန်တိုင်းသိရစေဖို့စုံစမ်းစေခဲ့ပါတယ်။ ဒီခါမှလည်းမီဒီယာတွေကအာဂရီလိုက်စားမှုပေါင်းများစွာရှိနေတဲ့အထက်ကအတိုက်ခံပါတီခေါင်းဆောင်ရဲ့တားကိုမှစုံစမ်းစေတာဟာနိုင်ငံရေးတိုက်ခိုက်မှုဖြစ်ပြီးတော့ဒီလိုလုံရကြောင့်ပါတီကြီးနှစ်ခုလုံးရံမီးတွေပူပွားလာစေမယ်လို့ဆိုကြပြန်ပါတယ်။တရမတော်သူ့ရဲ့ညီပြစ်သူစစ်တော်အပြင်းဖြားပြီးစေယုံတင်လိုက်ရတဲ့သတင်းကြားပြီးတော့သူ့စေယုံကိုလိုက်သွားကြည့်ခဲ့ပါတယ်။သူကဝင်ကြီးချုပ်ဖြစ်ခဲ့ပြီးနောက်ပိုင်းမှသူ့ဖေကိုတိုင်ဇနီးနဲ့သားတွေကိုအချိန်မပေးနိုင်အောင်ဖြစ်ပြီးနိုင်ငံအတွက်လှုပ်ပေးခဲ့သမျှဟာ တကယ်တမ်းတော့အလွန်ခက်ခဲပြီးတော့ခံစားရတဲ့အလုပ်တွေဖြစ်တာကြောင့်ဒီလိုအဖေမျိုးရဲ့တားဖြစ်ရတာဂုံစရာဖြစ်တယ်လို့သူ့ညီကိုပြောနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲနနာကြီးရောက်လာခဲ့ပြီးရဲရာရှိတွေကိုနေပြောင်းတဲ့အမိန့်ကိုရုတ်သိမ်းပေးဖို့တောင်းဆိုခဲ့ပါတယ်။ဘာရက်ကသူ့တေချာစဉ်းစားပြီးမှပြုလုပ်ခဲ့တဲ့ကိစ္စတွေဖြစ်တာကြောင့်ပြင်ဆင်ဖို့အစီအစဉ်မရှိတဲ့အကြောင်းတွေပြောဆိုပြီးအပြက်ညင်းလိုက်တာကြောင့်နနာကြီးကသူ့အပေါ်မှာမကြေမနက်စဖြစ်လာခဲ့ပါတယ်။နောက်တည့်မှာပဲစစ်တပ်တပ်တာလာခဲ့ပြီးစေယုံကဆင်းခဲ့ရပါတယ်။ ညီဖြစ်သူကိုအိမ်ကိုပြန်ပို့ခဲ့ပြီးသူကပြန်ကန်ဒီအချိန်မှာစစ်တပ်ကသူ့ကိုမသွားပါနဲ့လို့စကားပြန်ပြောခဲ့ပါတယ်စစ်တပ်စကားပြန်ပြောလာနိုင်တဲ့အတွက်သူတို့အားလုံးပျော်ရွှင်ခဲ့ကြပါတယ်နောက်တစ်ရက်မှာဝင်ကြီးအားလုံးကိုစင့်ခေါ်ပြီးအစည်းအဝေးကြီးပြုလုပ်ပါတယ်ဘာရက်ဟာပညာရေးဝင်ကြီးဌာနကိုနှစ်စဉ်ကြောင်းသားအရေးအတွက်ထိုးဆင်းလာပြီးအစိုးရအကြောင်းတွေယာနေချီပိတ်ပစ်နေရတဲ့ကိစ္စကိုမေးမြန်းခဲ့ပါတယ်အဲဒီဝင်ကြီးကပိတ်ပစ်လိုက်ရတာကြောင့်အစိုးရရန်မုံငွေအကုန်တတ်တာတဲ့အတွက်ပိုကောင်းတဲ့အကြောင်းနဲ့ အစိုးရအကြောင်းတွေကအရေးသေးလဲမမီပဲအင်္ဂလိပ်စာလဲမတင်တာကြောင့်ပြည်သူတွေတက်ချင်သူနေပါကြောင်းပြောလာပါတယ်ဒီခါမှာဘာရက်ကအစိုးရအကြောင်းအားလုံးကိုအင်္ဂလိပ်စာထည့်သွင်းတင်ကြားဖို့စီစဉ်လိုက်ပါတယ်ပြီးတော့ပုဂ္ဂလိကအကြောင်းတွေရဲ့အကြောင်းစိတ်တွေကိုလည်းစစ်ဆေးပြီးထိမ့်ညိပြင်ဆင်ပါတယ်အစိုးရပုဂ္ဂလိကစာတင်ကြောင်းတွေကိုလည်းဝင်ကြီးတွေကပဲပိုင်ဆိုင်ကြတာဖြစ်ပြီးတော့အလွန်မြင့်တဲ့ဈေးနှုန်းတွေကိုလည်းတတ်မှတ်ထားကြတာပါဘာရက်ကစုံစမ်းစစ်ဆေးကော်မတီတရက်ဖွဲ့စည်းပြီးတော့သူကိုယ်တိုင်ဥဆောင်ဥရွက်ပြုပါတယ် ဲ့ဒီနောက်မှာတော့ပုဂ္ဂလိကကျောင်းတွေရဲ့ပညာသင်ဇိတ်တွေရော့ကျလာပါလေ။စံနှုန်းမပြည့်မီတဲ့ကျောင်းတွေအတော်များများလဲအပိတ်ခံလိုက်ရပါလေ။အဲဒီခါမှာတာမန်လူဒန်းစားတွေကပါចောင်းကောင်းကောင်းမှာပညာသင်ခွင့်တွေရရှိလာပြီးပြည်သူတွေကအဲ့ဒီလောက်ရကိုကြိုးစားကြပြီးတော့ចောင်းဆရာကြီးတွေကလည်းဝမ်းပန်းတသာထောက်ခံခဲ့ကြပါတယ်။ဗာစုဟာအဲ့ဒီသတင်းတွေကိုမီဒီယာကတဆင့်ကြားပြီးကျင်းနဲ့နေခဲ့ပါတယ်။ဒါဟာဝင်ကြီးချုပ်အစ်စ်ပြောင်းပြီးနောက်ပိုင်းပထမဦးဆုံးအကြိမ်ပြည်သူရဲ့အစိုးရအပေါ်အကောင်းမြင်မှုတစ်ခုပါပဲ။ လွန်ခဲ့တဲ့တလျှောက်လုံးပြည်သူရောမီဒီယာတွေကပါအပြစ်ရှာပြီးတိုက်ခိုက်နေခဲ့ကြတာဖြစ်ပါတယ်။သူ့အဖေဖြစ်သူကိုအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးအထင်မြင်ကိုမေးတဲ့အခါမှာတော့သူမအဖေကဒါရီဟာအပေါ်ယံကောင်းခြင်းသာဖြစ်မှာပါ။နိုင်ငံရေးသမားအများစုဟာလူကောင်းနေမဟုတ်ကြဘူးလို့ပြောခဲ့ပါတယ်။တနေ့မှာတော့နိုင်ငံတကာကပြည်သူအခြေပြုလုပ်ငန်းဆိုင်ရာသုတေသနအဖွဲ့ဖွဲ့စည်းရမှာအဲ့ဒီအဖွဲ့ဝင်ထဲမှာဗာဆူလဲပါဝင်လာခဲ့ပြီးဘောက်ရက်နဲ့ဗာဆူတို့ပို့ပြီးနှိစက်လာခဲ့ရပါတယ်။ အဲ့ဒီချိန်ကစပြီးဘာရက်ဟာရုပ်ဖြတ်ပြီးဗာဆူနဲ့အတူ ရုပ်ရှင်ကြည့်တယ်ရှောက်လေတယ်သူမရဲ့တငယ်ချင်းတွေကိုပါအိမ်မှာဖိတ်ပြီးထမင်းကျွေးပါတယ်ကြာလာတဲ့အခါဗာဆူလည်းဘာရက်ပေါ်မှာစိတ်ဝင်စားမှုပြုလာခဲ့ပါပြီတဖက်မှာတော့အတိုက်ခံကောင်းဆောင်ရဲ့တားဖြစ်သူကိုစုံစမ်းနေတဲ့ရဲမှုကိုနာနာကြီးကခေါ်ယူပြီးအဲ့ဒီအမှုကိုစမလိုက်ဖို့ချိန်ချောက်ခဲ့ပါတယ်ရဲမှုကြီးကအစာပိုင်းမှာနာနာကြီးရဲ့စကားကိုမနာခံခြင်းမိမဲ့သူ့မိသားစုရဲ့လုံခြုံရေးနဲ့ချိန်ချောက်လာတဲ့အခါမှာတော့ ရဲမှူးကြီးလည်းအလျှော့ပေးပြီးစုံစမ်းမှုကိုရပ်လိုက်ရပါတော့တယ်။ဒါကြောင့်မဲတရားခံအားလည်းအမှုကနေလုံးဝလွတ်မြောက်သွားခဲ့ရပါတယ်။ပြည်သူတွေကလည်းအစိုးရကိုဝိုင်းဝန်းအပြစ်တင်ကြပါတော့တယ်။ပြည်သူတွေကအစိုးရနဲ့အတိုက်ခံပါတီတို့ဟာတကယ်တမ်းတော့နောက်ွယ်မှာလက်ဝါးချင်းရိုက်ပြီးနိုင်ငံရေးကိုအတုံးချပြီးလှုပ်ရှားနေကြတယ်လို့ဝိုင်းဆွတ်ဆွဲကြပါတယ်။မကြခင်မှာနာနာကြီးရဲ့ဖိတ်ခေါ်မှုနဲ့ဘာရက်ဟာမိတ်ဆုံစားပွဲတစ်ခုကိုတွားတက်ခဲ့ပါတယ်။အဲ့ဒီနေရာမှာတစူတစီးတဲ့တွေးလိုက်ရတဲ့သူတွေကတော့ နိုင်ငံရေးအမျက်ထုတ်တက်ကြတဲ့နိုင်ငံရေးသမားတွေပဲဖြစ်ပါတယ်။အစိုးရဘက်ကပါတယ်လို့အတိုက်ခံဘက်ကလည်းလူများပါဝင်ကြပါတယ်။ထို့သူတွေကတော့ဘာရက်ကိုခေါ်ယူပြီးသူတို့နဲ့အတူအကျင့်ပြတ်ဝင်ကြီးအဖြစ်နဲ့အာဏာမှာရင်မှုဖို့ဆွဲခဲ့တာဖြစ်ပြီးတော့ဘာရက်ကတော့ဝင်ကြီးဖြစ်ကျန်းသစ္စာကျိန်ဆိုပြီးတဲ့အချိန်ကစပြီးသူဟာပြည်သူအကျိုးကိုပဲဆောင်ရွက်ဖို့ဆုံးဖြတ်ထားကြောင်းပြောတဲ့အခါမကြသေးမီကမှအမှုကလွတ်လာသူအတိုက်ခံခေါင်းဆောင်ရဲ့သားကသူ့ကိုဟားတိုက်ပြီးခနဲ့စကားတွေပြောဆိုပါတယ်။ အဲ့ဒီသူကသူဟာအရာရှိတွေကိုငွေကြေးများစွာလတ်ထိုးခဲ့ပြီးသူ့လမ်းကြောင်းပေါ်ကလူတွေကိုတတ်ပစ်ခဲ့ပေမဲ့အခုချိန်ထိအေးဆေးစွာနေနိုင်ခဲ့ပြီးဆိုထားတဲ့ကျန်းသစ္စာစကားတွေဟာလီနဲ့တူပျောက်ဆုံးသွားခဲ့ပြီလို့ဆိုပါတယ်။နနာကြီးကနှစ်ဖက်သားပြဿနာပုံမကြီးဖို့ဝင်ထိန်ခဲ့ပေမဲ့ဘာရက်ရဲ့မှန်ကန်တဲ့စကားတွေကိုလည်းသီးမခံနိုင်တဲ့မနူဟာကသူ့ပခုံးကိုလာဆွဲတဲ့အခါမှာတော့သူကမနူဟာကိုဇပွဲပေါ်ကင်ပေါက်ချလိုက်တဲ့အတွက်သူ့ကိုတလောက်ထိလုံရဲလိမ့်မယ်မထင်ထားတာကြောင့်အားလုံးပဲအံ့ဩသွားခဲ့ကြပါတယ်။ နောက်တရက်မှာတော့ဗိုင်းရပ်စ်စီကိုတွေးဆောင်ခွင့်တောင်းတဲ့အရက်သားတစုရောက်လာကြပြီးသူလည်းအ мян ထွက်တွေ့ခဲ့ပါတယ်။ရာမနာလိုအမည်ရတဲ့သူဥဆောင်တဲ့ရွာသားတစုဟာသူတို့ရွာရဲ့လက်ရှိအာဏာရပါတီရဲ့ကိုယ်စားလှယ်ဖြစ်တဲ့ဒါမူဟာရက်ရွာအကျိုးကိုဘာတစ်ခုမှမထမ်းဆောင်ပဲရန်မုံငွေတွေအားလုံးကိုလိန်စားနေတဲ့အကြောင်းနဲ့ဒီအကြောင်းကိုအထက်ကိုတိုင်ကြားဖို့စ조사သူတိုင်းလဲလူမသိသူမသိအစနာပျောက်သွားတတ်တဲ့အကြောင်းကိုလာရောက်တိုင်ကြားပါလေ။တိမ်မကြခင်ရွေးကောက်ပွဲမှာလဲအဲ့ဒီလူရဲ့သားကဝင်ရောက်ရွေးခံမှာဖြစ်ပြီး အရိမီသားစုအာနာဆက်ရနေသည်၍သူတို့ရွာအတွက်ဒုက္ခတွေသာများလာလိမ့်မယ်လို့ဆိုခဲ့တာပါ။ဘာရက်ကဒါကိုကြားတဲ့အခါမှာအရိဒေတာအကြောင်းနဲ့ပြဿနာတွေအားလုံးကိုပိုသိတဲ့ရာမနာကိုကိုယ်စလေလောင်းဖြစ်ဝင်ရောက်ရွေးခံဖို့နဲ့သူကိုယ်တိုင်ရာမနာဘက်ကထောက်ခံပေးမယ်လို့ပြောခဲ့ပါတယ်။ဒီသတင်းကမီဒီယာတွေမှာချက်ချင်းပြန့်နှံ့သွားပါတယ်။အာနာယပါတီကြီးရဲ့ကိုယ်စလေနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ရာမနာရဲ့နောက်မှာဝင်ကြီးချုပ်ကိုယ်တိုင်ထောက်ခံအားပေးနေတာဖြစ်တာကြောင့် ဒါဟာဝင်ကြီးနဲ့သူ့ရဲ့ပါတီကြားပြဿနာတစ်ခုခုရှိနေပြီလို့လဲစတင်သုံးသပ်ပြောဆိုနေကြပါတယ်။ဒီသတင်းကိုဓာမူကြားတဲ့အခါမှာဘာရက်လိုဒီလိုမိမိအစိုးရပါတီကိုပြန်လည်ရှင်းပြနိုင်မျိုးမလုပ်ဖို့နာနာကြီးကတဆင့်ပြောပေးဖို့လာရောက်တောင်းဆိုခဲ့ပါတယ်။နာနာကြီးကဘာရက်ကိုပြောလို့ရမှာမဟုတ်ကြောင်းသိတာကြောင့်အကြံစိုးတစ်ခုကိုပေးပြီးပြန်လွှတ်လိုက်ပါတယ်။အဲဒီနောက်မှာတော့ရာမနာရဲ့အဖွဲ့ဝင်အများစုဟာအကြံဖတ်မှုတွေခံရပြီးအတော်များများသူ့အဖွဲ့တွေကထွက်သွားကြပါတယ်။ ရွာသားတွေကလည်းရာမနာကိုစိတ်ပူတာကြောင့်ရွေးကောက်ပွဲကထွက်လိုက်ဖို့ဝိုင်းပြောကြပြီးမြဲရာမနာကတော့ရွက်ရွာအကျိုးအတွက်အသက်ဆွတ်မယ်လို့ဆုံးဖြတ်ထားခဲ့တာပါအဲ့ဒီသတင်းတွေဗာရက်စီကိုရောက်တဲ့အခါမှာတော့သူ့ရဲ့လုံခြုံရေးခေါင်းဆောင်နဲ့တိုင်ပင်ပြီးရာမနာတို့24နာရီပတ်လုံးတိတ်တဆိတ်အဆောင်တွေချထားပေးလိုက်ပါတယ်အဲ့ဒီနေ့ညမှာပဲရာမနာကိုလှုပ်ကြံမဲ့သူတွေရောက်လာပြီးမြဲဗာရက်ပို့ထားတဲ့လုံခြုံရေးတပ်တွေကရာမနာမသိလိုက်ခင်မှာပဲတားဆီးလိုက်နိုင်ခဲ့ပါတယ် ဒီအကြောင်းကိုဓာမူသိတဲ့အခါမှာရဲရာရှိတူးကိုအကြက်ကင်ပြီးနေကင်းဘက်မှာပဲရာမနာကိုဖမ်းခေါ်လာစေပါတယ်။ရာမနာသူ့စီရောက်လာတဲ့အခါမှာတော့အခုချိန်မှာသူ့ကိုဘသူအားကိုနဲ့ရှင်ပြိုင်ကျင်တယ်လို့မေးလိုက်ပြီးစိုက်ကြည့်လိုက်ပါတယ်။ရက်ဆက်ပြီးကောက်ကျစ်တတ်တဲ့ဓာမူရဲ့အတိုက်သေးကိုရောက်လာသည့်တိုင်ကြောက်လန့်ပုံမပြတဲ့ရာမနာကိုကြည့်ပြီးဓာမူအန်အောနေစင်မှာပဲဘာရက်ထွက်လာတာကိုတွေ့လိုက်ရပါတယ်။ ဘာရက်ကဒါမူရဲ့ကောက်ကျစ်တဲ့လောက်ရက်တွေကိုရက်တန်းကရက်ဖို့နဲ့ရာမနာကိုထပ်ပြီးဒုက္ခပေးခဲ့မယ်ဆိုရင်ရုပ်ရှင်ဆန်တဲ့အဖြစ်တက်ဆိုးတဲ့အရာတွေနဲ့တွေ့ရလိမ့်မယ်လို့ပြောပြီးပြန်မှုပြင်ဆင်ပါတယ်။ဒါမူကဒေါသတကြီးနဲ့ဝင်ကြီးချုပ်ယာရူးကြောင့်သာဒီနေရာကအသက်ရှင်လျက်ထွက်သွားနိုင်တာဘာလို့ပြောတဲ့အခါမှာဘာရက်ပြန်လှည့်လာပြီးလုံခြုံရေးမှုတွေကို10မိနစ်အတွင်းသူ့အတွက်ဘာကာကွယ်မှုမှမလုပ်ဖို့ပြောပြီးဒါမူရဲ့တပည့်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ပါတော့တယ်။ ဘာရက်ကအဲ့ဒီလူတွေကိုထိုးကျိတ်ရိုက်နှက်ချိုးချေပြလိုက်ပြီးတဲ့နောက်မှာတော့ဒါမူဟာအဆွဲကျိုးသွားခဲ့ပြီးရွေးကောက်ပွဲမှာ သူဘာမှဝင်မနှောက်ရှက်ဖို့သဘောတူလိုက်ပါတော့တယ်။အဲ့ဒီနေ့ကမိုးလေဝသအခြေအနေမကောင်းတာကြောင့်လေကြောင်းပြန်တမ်းမှုမလုပ်နိုင်ပဲဘာရက်ဟာအဲ့ဒီဒေတာမှာပဲညအိပ်ဖို့စီစဉ်ခဲ့ရပါတယ်။ဂျိုဒင်စီစဉ်ထားမှုတွေမရှိတာကြောင့်စာတင်ကြောင်းလေးတစ်ခုထဲမှာပဲဘာရက်အိပ်ဖို့ပြင်ဆင်ပေးကြပါတယ်။ရွာသားတွေအဲ့ဒီသတင်းကိုကြားတဲ့အခါမှာဘာရက်ကိုလာရောက်တွေ့ဆုံကြပြီး တို့ရွာကိုမိษาစိုးကြီးတကောင်လိုကြီးစိုးလာတဲ့ဓာမူကိုနှိမ်နှင်းပေးခဲ့တဲ့အတွက်ကျေးဇူးတင်စကားတွေဆိုခဲ့ကြပါတယ်။အဲ့ဒီညမှာတော့တို့ရွာမှာပွဲတော်တစ်ခုကျင်းပနေခြင်းဖြစ်ပြီးဘာရက်လည်းအဲ့ဒီပွဲတော်မှာဝင်ရောက်ကခုံပြီးတော့ပြည်သူတွေနဲ့အတူစားတောက်ပျော်ပါခဲ့ပါတယ်။ဒီသတင်းတွေကိုမီဒီယာကတဆင့် Vasu ရဲ့ဖခင်ဖြစ်သူကထိုင်ကြည့်နေခဲ့ပြီးဘာရက်ကိုစတင်ယုံကြည်လာခဲ့ပါတယ်။ Vasu လည်းဖခင်စီကအခုလိုမျိုးဘာရက်အပေါ်မှာအမြင်ကြီးလာတာကိုဝမ်းသာနေခဲ့ရပါတယ်။ တဖက်မှာနာနာကြီးကလည်းဘာရက်ကိုသူထိန်းချုပ်မရတော့တာကြောင့်မတမာမှုတွေနဲ့ကြီးထွားလာသူ ပြီးပြီးသူ့ဘဝကြီးဘယ်နည်းဒုက္ခကြီးကြီးရောက်မလဲဆိုတာကိုယင်တမမနဲ့ဖြစ်နေရပါပြီဘာရက်ကတော့ပြည်သူတွေအတွက်မယံမနာခီးသွားနေခဲ့ပြီးတနေ့မှာရွာတွေကိုရောက်ခဲ့ပြီးတော့အဲ့ဒီရွာကတာဝန်ကျဆရာဝန်ဟာညာဘက်တွေမှာရွာသားတွေကိုကုသမှုမပေးဘဲတခြားနေရာမှာရောက်နေတတ်တာကိုသိပြီးတော့အဲ့ဒီဆရာဝန်ကိုချက်ချင်းခေါ်ပြီးဆရာဝန်နဲ့အတူအဲ့ဒီကိစ္စကိုလေ့လူရှုထားတဲ့တာဝန်ရှိသူတွေကိုပါယာတူးကဆိုင်းငံ့ပစ်လိုက်ပါတယ် ဗာရက်ဟာနေရာနဲ့ကွင်းစင်းလေ့လာခဲ့ပြီးတော့ပြဿနာပေါင်းစုံကိုလည်းသိနာလေ့လာခဲ့ပါတယ်။သူဟာခီးတွေကပြန်လာတဲ့အခါမှာလွတ်တော်တွင်မှဘယ်သူမှလက်မခံနိုင်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုအတီးပြုတ်ခဲ့ပါတယ်။အဲ့ဒါကတော့ဘဲအမတ်လောင်းဘဲအာနာပိုင်ကိုမှဝင်မဆွက်စေပဲဝေးလံခေါင်တီးတဲ့တောရွာတွေစီကိုရံမုံငွေတွေတိုက်ရိုက်ချပေးပြီးရွာသားတွေကိုယ်တိုင်မိမိတို့ရက်ရွာပြဿနာကိုကိုယ်တိုင် ဖြေရှင်းစေဖို့ဆုံးဖြတ်ချက်ပါပဲ။ ဒီလိုရမုံငွေတွေကိုတိုက်ရိုက်ခြာပေးလိုက်တဲ့အတွက်ဂျားကန်အမတ်တွေကဂျားဖြတ်လိန်စားမရတော့တာကြောင့်အားလုံးမကြေမနက်ဝိုင်းဖြစ်ကြပါလေဒီသတင်းကအားလုံးစီကို ပြန့်သွားတဲ့အခါပြည်သူတွေအားလုံးကဝမ်းပန်းတသာထောက်ခံကြပါလေလွတ်တော်အမတ်တွေနဲ့နနာဂျီတို့ကတော့ဘာရက်ရဲ့အမားကိုစောင့်ပြီးအပြုတ်ဖြုတ်ဖို့ပြင်ဆင်နေကြပါပြီဒီကြားထဲမှာဘာရက်နဲ့ဗာဆုတို့လည်းတရားဝင်ချစ်သူတွေအဖြစ်ရောက်ရှိခဲ့ကြပါလေဘာရက်ကောင်မလေးတယောက်နဲ့တွဲနေတဲ့သတင်းကိုနနာဂျီကြားတဲ့အခါမှာတော့ အဲ့ဒီသတင်းကိုအသုံးချပြီးဘာရက်ကိုတိုက်ခိုက်ပါတော့တယ်။ဘာရက်ဟာအာနာအလွဲသုံးစားလုပ်ပြီးသူနှစ်သက်တဲ့ကောင်မလေးကိုအနာခေါ်ပြီးရုံတွင်းမှာအလုပ်ပေးထားကြောင်းနဲ့ဗာစုကိုလည်းဝင်ကြီးအဆောင်ရောင်ကိုမတ်မောပြီးမြှူဆွဲသူအဖြစ်လှုပ်ကြံသတင်းတွေကိုသတင်းကောင်းစဉ်အမျိုးမျိုးတက်ပြီးဖြန့်ဝေတဲ့အခါမှာတော့ဗာစုရဲ့ဖခင်ဟာရဲတောင်ဝန်ကနှုတ်ထွက်ပြီးတောရွာလေးတရွာမှာသွားနေဖို့စီစဉ်ပါတော့တယ်။ဘာရက်ကလည်းအဲ့ဒီကိစ္စတွေဖြစ်ပြီးနောက်ဝင်ကြီးချုပ်ဖြစ်ကနှုတ်ထွက်ခဲ့ပြီးတော့ သူ့နေရာမှာတော့နနာကြီးကဝင်ရောက် အမှုထမ်းပါလေ။ဗာဆူနဲ့ဖားခင်ဖြစ်သူတောရွာစီကိုပြောင်းရွှေ့မဲ့တရင်ကိုကြားတဲ့အခါမှာဘာရက်ကအမြန်လိုက်သွားပြီးဗာဆူကိုလက်ထပ်ခွင့်တောင်းခဲ့ပေမဲ့သူ့ဖားခင်ကသဘောမတူခဲ့ပါဘူး။နောက်ဆုံးမှာတော့ဘာရက်တယောက်အားလုံးကိုအရှုံးပေးပြီးလန်ဒန်ကို ပြန်ဖို့ပြင်ဆင်ခဲ့ပါလေ။ဒါပေမဲ့သူ့ရဲ့မိတွေနဲ့အတွင်းရင်းမှုတို့ကဘာရက်ရောက်ချိန်ကစပြီးတော့ကောင်းမွန်တဲ့ပြောင်းလဲမှုတွေများစွာရှိခဲ့ပြီးဒီနိုင်ငံမှာဘာရက်လိုလူကိုလိုအပ်နေကြောင်းဝိုင်းပြီးနားချကြပါရဲ့ ဘာရယ်လေဆုံးဖြတ်ချက်ကိုပြင်လိုက်ပြီးတော့တရင်းသာရှင်းလင်းပွဲတစ်ခုခေါ်ယူပြုလုပ်ပြီးသူတာဝန်ယူခဲ့တဲ့၈လအတွင်းမှာရင်စည်းကမ်းပြဿနာ၊စာတင်ကြောင်းပြဿနာ၊စောက်လို့ရေးလက်စားမှုပြဿနာ၊ရွာသူရွာသားတွေရဲ့စီးရင်မှုပြဿနာစတာတွေကိုအတက်နိုင်ဆုံးဖြေရှင်းခဲ့နိုင်ကြောင်းနဲ့တကယ်လို့သူသာဒီထက်အချိန်ရခဲ့ရင်ပိုကောင်းတာတွေဆက်လုပ်နိုင်မယ်လို့ပြောခဲ့ပါလေ။အရင်နောက်ဗာဆူလိုတာမန်မိန်ကလေးတုံးနဲ့သူတို့အကြောင်းကိုနာမည်ကြီးကျင်တာတခုတည်းကြည့်ပြီးအမားမန်မဆန်းစစ်ပဲရေးသားဖြန့်ဝေမှုကြောင့် အမျိုးသမီးတယောက်ဘဝအဆက်တကွဲဖြစ်ခဲ့ရတဲ့အကြောင်းတွေကိုဆက်လက်ပြောပြပြီးတော့အဆက်မရှိတဲ့သတင်းတောက်တွေကိုပြင်းပြင်းထန်ထန်နှိပ်ကွပ်ပြောဆိုခဲ့ပါတယ်။ဘာရရဲ့အဲ့ဒီပေါက်ကွဲစွာပြောနေတဲ့ဇကားအတန်တွေကိုနားထောင်နေသူအလုံးအမှန်တရားကိုပြန်မြင်ပြီးဘာရနဲ့ဗာဆူတို့ပေါ်တဖန်ပြန်လဲနားလည်လာခဲ့ရပါတယ်။သတင်းစာရှင်းလင်းပွဲပြီးတဲ့အခါမှာတော့ပြည်သူတွေအလုံးဟာတက်ဆိုင်ရာပြည်နယ်လိုက်လွတ်တော်အမတ်တွေစီသွားပြီးဘာရကိုဝင်ကြီးချုပ်ပြန်ခန့်မှုနဲ့ပြည်သူတွေရဲ့ဆန္ဒကိုမလိုက်လျောရင် တို့နယ်မြေကိုနှင်းဝင်အောင်မပြုတ်ဘူးလို့ကြိန်ဝါကြတာကြောင့်ကိုစလဲရီအားလုံးနနာကြီးကိုယာရုကနှုတ်ထွက်ပြီးဘာရက်ကိုပြန်ခတ်အပ်ဖို့စူပေါင်းတောင်းဆိုကြပါတော့တယ်။တိတ်မကြခင်မှာပဲဘာရက်ဟာသူ့ဖခင်မသေးဆုံးမီကသတင်းတောက်တယောက်နဲ့တွေ့ဆုံခဲ့ကြောင်းနဲ့အဲ့ဒီသတင်းတောက်ဟာလည်းဖခင်ဖြစ်သူသေဆုံးပြီးနောက်ပိုင်းဘယ်ရောက်မှန်းမသိပဲပျောက်ဆုံးသွားကြောင်းသိလိုက်ရပါတယ်။သူကအဲ့ဒီသတင်းတောက်ရှိရာနေရာကိုစုံစမ်းတွားရောက်ပြီးတော့သူ့ဖခင်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုမေးမြန်းရမှာ နနာကြီးဟာသူ့ဖခင်ကိုတတ်တဲ့သူဖြစ်ကြောင်းသိရှိလိုက်ရပါတော့တယ်။နနာကြီးလည်းဘာရက်နောက်ကိုနောက်ရောက်ခံလိုက်လာခဲ့ပြီးသူ့နောက်ကျောင်းတွေကိုဆက်လက်ဖုံးဖိဖို့ဘာရက်ကိုလှုပ်ကြံတတ်ဖြတ်ဖို့လက်မယွန်းလူမိုက်များစွာဆေလွှတ်လိုက်ပါတယ်။ဘာရက်ကအဲ့ဒီလူမိုက်တွေကိုတဏျာကိုမြားခေါ်သွားပြီးတန်ပိုက်တစ်ချောင်းကိုဆွဲနှုတ်ပြီးတော့အားလုံးကိုရိုက်လှဲပြလိုက်ပါတယ်။လူမိုက်အဖွဲတစ်ဖွဲကိုရှင်းပြီးတဲ့အခါနောက်ထပ်အဖွဲတွေကိုအဲ့ဒီနေရာကိုလာဖို့ချိန်ဆလိုက်ပါတယ်။အဲ့ဒီလူတွေအားလုံးလည်းစုပြုံပြီးဗိုင်းရပ်စီကိုဥတီလာနေခဲ့တာကို ဘာရက်ကတန်ပိုက်ကိုစွဲကင်ထားပြီးရက်ဆောင်နေခဲ့ပါတယ်။သိမ့်မကြခင်မှာပဲသူ့ရဲ့နောက်ဘက်ကရွာသူရွာသားတွေစုပေါင်းရောက်လာပြီးအဲ့ဒီလူမိုက်တွေကိုအသက်ဆုံးဝင်ရောက်တိုက်ခိုက်လိုက်တာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီနောက်မှာတော့ရာပေါင်းများစွာသောပြည်သူတွေစုပေါင်းပြီးတော့ဘာရက်ကိုပြန်လန်းတလျှောက်ဝန်းရံစောင့်ရှောက်ပြီးအိမ်ပြန်ပို့ပေးခဲ့ပါတယ်။ဘာရက်ကရောက်ရောက်ချင်းနာနာဂျီစီကိုတွားရောက်ခဲ့ပြီးအပြစ်မှန်အားလုံးကိုသူတီထားပြီးဖြစ်တဲ့ကြောင်းပြောလိုက်တဲ့အခါ နာနာဂျီကသူ့အကြောင်းကိုဖွင့်မချဘူးနဲ့နိုင်ငံရေးလောကကထွက်ခွာပြီးစံမြုပ်နေထိုင်မယ်လို့ဂရီပေးတောင်းပန်ခဲ့ပေမဲ့ဘာရက်ကတပ်သည့်အထောက်အထားတွေအားလုံးကိုရဲတပ်ဖွဲ့စီကိုပို့လိုက်ပြီလို့ပြောပြီးပြန်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘာရက်ဟာဝန်ကြီးချုပ်အဖြစ်တာဝန်ပြန်လည်ထမ်းဆောင်ဖို့ကျန်းသစ်စာကျိန်ဆိုနေတာကိုတွေ့ရမှာဖြစ်ပြီးနာနာဂျီကတော့အပြစ်ကိုရင်မဆိုင်ရဲတော့တာကြောင့်သူ့ကိုယ်သူတေချောင်းကြံသွားခဲ့ပါတယ်။အာဂရီလိုက်စားတဲ့နိုင်ငံရေးသမားအားလုံးကိုလည်းလိုက်လံဖမ်းဆီးပြီးထောင်ဒဏ်အသီးသီးချမှတ်လိုက်ပါတော့တယ်။ ပြဒနာတွေအားလုံးကိုဖြေရှင်းပြီးတဲ့အခါဘာရက်ရဲ့မိသားစုဟာဗာစုလို့ရှိရာရွာလေးစီကိုရောက်သွားကြပါတယ်။ဒီတစ်ခေါက်ဘာရက်ရဲ့လက်ထပ်ခွင့်တောင်းခြင်းကိုတော့ဘယ်အရာမှအတားအဆီးမရှိတော့ဘဲချောမွေ့စွာပြီးမြောက်ခဲ့ပါတော့တယ်။ပေးခဲ့တဲ့ပြိတ္တရောက်စီတိုင်းကိုဂျေဇူးတူပဲတင်ရှိပါကြောင်းနဲ့တိုင်းပြည်နဲ့လူသားမျိုးတွေကိုအစိမ့်မခတ်သူများအားလုံးပဲကျမ်းမာဘေးကင်းကြပါသည်ခင်ဗျာ။ကျွန်တော်အန့်ခင်မှုပါ။